ြည်တွင်းစစ်ဘာကြောင့်ဖြစ်တယ်လဲဘိုးယုံမူကြီးမင်းအောင်လှိုင်ကြောင့်ဖြစ်တာလားဘိုးယုံမူကြီးတန်းရွှေကြောင့်ဖြစ်တာလားဘိုးချုပ်ကြီးနေဝင်းကြောင့်ဖြစ်တာလားလေ့လာကြည့်ကြပါပြည်တွင်းစစ်ဖြစ်တာအနှစ်90ကျော်ကြာပြီဆိုတော့ဘိုးယုံမူကြီးမင်းအောင်လှိုင်တော့မမွေးသေးပါဘူးဘိုးယုံမူကြီးတန်းရွှေဘိုးချုပ်ကြီးနေဝင်းတို့နဲ့တက်တူရွယ်တူလောက်ပေါ့ဘိုးချုပ်ကြီးနေဝင်းကတော့ပိုကြီးတာအဲ့တော့ပြည်တွင်းစစ်ဖြစ်တဲ့တရားခံဟာ ဘုံမူကြီးတန်းရွှေလည်းမဟုတ်ပါဘူးဘုံမူကြီးမင်းအောင်လိုင်းလည်းမဟုတ်ပါဘူးဘုံကြီးနေဝင်လည်းမဟုတ်ပါဘူးပြင်းတွင်းစစ်ဖြစ်ရတဲ့အဓိကတရားခံကဘာတူလဲဆိုရင်ပင်လုံစာချုပ်ကြောင့်ပါပဲပင်လုံစာချုပ်ကိုဘသူကမကထလှုပ်ပြီးတော့ချုပ်ဆိုခဲ့တယ်လေလူကျင်နာလေးရဖို့နာမည်ကောင်းရဖို့ပြီးပြီးရောနောက်ဆက်တွဲကြက်တွေကိုမစင်စားပဲဘသူဥဆောင်ချုပ်ဆိုခဲ့တယ်လေ တော်များများထိကြပါတယ်ပုံချုပ်အောင်ဆန်းပါကဲချစ်ပရိသတ်ရှင်များအားလုံးပဲမင်္ဂလာပါ။ Sound Video Production နေတဲ့ဘာပြင်လဲကြိုဆိုပါရယ်။ကဲဟုတ်ပြီကျွန်တော်ဒီနေ့ဆူဆောင်းထားတဲ့ဒီ Video Reaction ဒီမစခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe နေပြီးတော့ကျွန်တော်အားပြဖို့အရင်တောင်းဆိုချင်ပါတယ်။ကဲဟုတ်ပြီကျွန်တော်ဒီနေ့ဆူဆောင်းထားတဲ့ဒီဘောအချစ်စာပေါ်မှာ Video Reaction တွေပါလိမ့်လဲဆိုတော့ မင်းတို့အစိုးရဝန်ထမ်းမလုံနိုင်ဘူးလားမလုံနိုင်အောင်ကုန်ထွက်ဘယ်သူမှအတင်းမလုံခိုင်းပါဘူးဆိုပြီးတော့ဘောမအချင်းချင်းကိုက်နေကြတဲ့ဘောမဇော်ဘဟင်းရဟောတာနာတရဲ့အဲနောက်မှာပြည်တွင်းစစ်ဖြစ်တာတကယ့်တရားခံကဘူချူအောင်ဆန်းဆိုပြီးတော့ဒီဘောတကောင်ကြီးဟောတာနာတရဲ့နောက်ဆုံးမှာငါတို့အာ PDF ထဲမှာအာငေါဆောင်တို့နေလေမိသားစုလိုက် PDF ထဲမှာဝင်ပြီးတော့စစ်ခွေးတွေကိုတော်လာနေတဲ့ဒူယင်ဘူမူဦးနေနေနဲ့ interview chat တော်တော်လေးအားရရှာကောင်းတဲ့ video ဟာကိုကျွန်တော်နဲ့တော့ဆုံးသေးပါလားပါချစ်စုပို့တောင်းဆိုချင်ပါတယ်ကဲ let's go ဟမ်ခင်ဗျားတို့ကျွန်တော်တခုပြောပြီးတာအနာရှိရင်ဆက်လို့အနာရှိရင်ဆက်ခင်ဗျားတို့အကုန်မှန်လားတံမတော်ထဲမှာရှိတဲ့လူအားလုံးကမှန်လား ဝင်ကြီးဌာနရဲ့လက်အောက်မှာရှိနေတဲ့လူတွေကအားလုံးအမှန်လားကျွန်တော်အဲ့ဒါကိုတက်တက်မေးတာလေကျွန်တော်တို့တိုင်းပြည်မှာအခုတက်မတော်ကာဝေးဦးကြီးချုပ်အဖတ်တူချုပ်ကြီးတို့နဲ့နတ်သကဖွဲ့ဝင်အစိုးရတရက်နဲ့ကျွန်တော်တို့ကပူးပေါင်းပြီးတော့မှတိုင်းပြည်ကိုပြုပြင် ပြောင်းလဲရမှာဝန်ထမ်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ ပြည်သူကမကြည်ဖြူတဲ့ကိစ္စတွေအများကြီးရှိတယ်အဲ့ဒါတွေကိုခမားတို့ပြင်ရမှာခမားတို့ကပြင်ရမှာပြည်သူကဒါမှအစိုးရအစ်စ်တခုပေါ်ထွက်အောင်လောက်ရမှာခမားတို့ဝင်တယ်မလုပ်ချင်မလုပ်နဲ့ငါတို့လကဒီတိုင်းပဲပြေးတဲ့ဆိုရင် မလုပ်နဲ့လေခမားတို့ဘာမှမလုပ်ခိုင်းဘူးခမားတို့လှုပ်လာပြီးတော့ ငါတို့ရတဲ့လက္ခဏာနဲ့မလုံနိုင်လို့ငါတို့ကလက်ပေးလက်ယူလုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲဟမ်မလုံနဲ့လေကျွန်တော်မလုံနိုင်ဘူးလို့ပြောလိုက်ကွာခေါင်းထည့်ပြောပါလားကျွန်တော်ဒီဝန်ထမ်းသားစာနဲ့ကျွန်တော်မလုံနိုင်ဘူးပြလို့အစိုးရကိုခင်ဗျားတို့မပြောရဲဘူးလား မပြောရတော့ခမောက်ဘာလုပ်လဲလက်ပေးလက်လူလက်ပေးလက်လူလုပ်တယ်လေလုပ်တော့ပြည်သူကမကြည်ယူဘူးလေဒါအမှန်တရားကိုကျွန်တော်ပြောပြနေတာအစိုးရလေအစိုးရလုပ်တကူကိုသူလုပ်ပေးလိုက်မယ်အဘကညုတ်ကြီးကသူတမနာဖြစ်ရင်လည်းဖြစ်လိုက်မယ်သူဒါတွေကိုဒီလိုဒီကြောင်းတရားတွေရှိရဆိုရင်ပြောလာလို့ရှိရင်ခင်ဗျားတို့တတိရှိရှိနဲ့ပြောနေဗျာ ခမတော့မပြောရဲပဲပြည်သူပေါ်မှာလက်ပေးလက်ယူလှုပ်တယ်ဆိုရင်တော့ပြည်သူကလည်းပြောမှာပဲအဲ့ဒီအတန်ဒီခမတော့အချိန်ပြည့်ကြားနေရမှာအဲ့တော့ကျွန်တော်ဝန်ထမ်းတွေကိုပါလေကျွန်တော်ကဆဲလို့ဒီကောင်းကိုဖန်ဟောလာဟောပြောပြီးသားလေအနာရှိရင်ဆဲလို့ခမတော့မတရားသဖြင့်လှုပ်တာလေမြေတွေတောင်မှငါဘိုလ်ချုပ်ကြီးရဲ့ညီပါ အငါဘာဘာညာပါဆိုပြီးတော့ခမားတို့ပြင်ဦးလေးမှာလိန်လာအာလာကျွန်တော်တော့ပြောသေးတယ်မင်းတို့အသက်ရှည်စေချင်ပါတယ်တဲ့ပြောတာလေးနည်းနည်းလျှော့ပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကရင်ထဲကနေချိန်ပြီးပြောလိုက်တယ်ခမားကိုတိုင်ကိုကဝန်ထမ်းတယောက်လုပ်ပြီးတော့မှ နိုင်ငံနဲ့လူမျိုးအတွက်ကို ခမားအစ်မန်နေပြီလားလို့ကျွန်တော်လည်းယင်ထဲကနေမေးလိုက်ပါတယ်နော်မင်းဟိုတဲ့အသက်ရှည်စေချင်တယ်တဲ့ကျွန်တော်ကိုပြောတဲ့လူကကျွန်တော်ကျွန်တော်လိုမျိုးနိုင်ငံတော်ဝင်ကိုသူဘလောက်ထမ်းဆောင်နိုင်လဲဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လာစားလည်းမယူဘူးလုံးဝမယူဘူးနော် ဘဒုပေးစာခန်းစာမှာလည်းကျွန်တော်မစားဘူးကျွန်တော်ဒီလိုအလုံးလုံးနေလို့ကျွန်တော်မြေခွက်ဒုခွက်မရဘူးပါဦးခင်ဗျဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောတယ်တက်မတော်ကစောနာကျွန်တော်ပြီးရင်လာလိမ့်မယ်ကျွန်တော်ပြောပြမယ်အဲ့ဒီလူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော်ကိုပဇံပေးပြီးတော့လေခိုင်းလို့မရအောင် ကျွန်တော်အမှန်တရားကိုအရင်ကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ယာရုရှိလို့အာနာရှိလို့လုတ်ပိုင်ဝင်ရှိလို့ဆိုတဲ့လူတွေကကျွန်တော်မုန်းတာပေါ့ဒီကောင်ကမရအောင်ဒီကောင်ကဒီကောင်ကဘလို့သွားညှိညှိဒီကောင်ကဘာတွေဟုတ်ဆရာမင်္ဂလာပါဆရာဟုတ်ဟုတ်ကဲ့မင်္ဂလာပါဟုတ်မင်္ဂလာပါဆရာတွေ့ရတာဝမ်းသာတယ်ဆရာကျွန်တော်ဒါအတိတ်အဓိကတော့ အောင်ပွဲတွေအကြောင်းသိကြလို့ဆရာကိုဆက်သွယ်တာပေါ့နော်ဆရာလည်းအဲ့တိုက်ပွဲတွေပြီးကနေကပေါ့နော် live one နေပျောက်နေတာအခုမှပဲဆက်သွယ်ရတယ်ပေါ့နော်အဲ့တော့အဲ့ရက်ကဒါအောင်မြင်ခဲ့တဲ့တိုက်ပွဲအကြောင်းလည်းသိကြတာပေါ့နော်အဲအရင်ဆုံးတော့ဆရာဆရာအကြောင်းလေးမိတ်ဆက်ပေးပါအောင်ဆရာဟုတ်ဟုတ်ကဲ့ကျွန်တော်ကတော့ဘာပေါ့နော်ဟွာအရာဝီတိုင်းသားပေါ့အဲအရာဝီတိုင်းသားအနာတမီတွေကဘုတိုင်းကိုဘကိုတိုင်းကိုဒါတိုက်ပြေးလာတာပေါ့နော်ဒီလပိုင်းတည့်ရက်နေ့မှာအနာတမီတော့ကျွန်တော်တို့၃လပိုင်းရှိနေတယ်ဟာ ။နောက်ဘကိုးတိုင်းအုပ်ဖို့မြို့မှာရောက်ပြီးတော့မှတောခုခဲ့တာပေါ့နော်။အာအခုကတော့လက်ရှိကျွန်တော်ဒီနတ်တလင်းပေါ့နော်။ဒီ38ချက်တက်ရင်နော်ဒီတက်ခွဲ6ကိုဥဆောင်တယ်ပေါ့။ဒါမဲ့အခုလောလောဆယ်တာဝန်ရတော့ကျွန်တော်တို့ယာယီဒုဒုယင်မှုတာဝန်ပေါ့နော်။အဲဒါဤဒူယမှုတာဝန်ထူပါတယ်လို့နော်38 3ချက်တက်ရင်ရဲ့ဒူယမှုဥညင်ကြီးပါလို့အဲဟုတ်အဲဒီကတည်းကတော့ကျွန်တော်တို့တိုက်ပွဲတွေတော့စိုက်တယ်ဗျအ တိုက်ပွဲတွေစိတ်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေမှာမင်းလာဘက်မှာလည်းတော့ထိုက်တိုက်တိုက်ပွဲတွေဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့အောင်မြင်မှုတွေရခဲ့တယ်အဲ့ဒီမှာလည်းကျွန်တော်ရဲဘော်တွေကိုတော့ဒီလက်နက်ကြီးပြစ်ကူရန်အတွက်ပေါ့နော်ကျွန်တော်ပြော်မှုနဲ့အတူပူရွယ်ပြီးတော့တော့တက်စိတ်တစိတ်တော့လက်နက်ကြီးအလုံးခုနှစ်ခုပေါ့နော်တော့လက်လုတ်တွေကြီးပဲလက်လုတ်တွေကြီးပဲနော်လက်လုတ်ခုနှစ်လက်ကျွန်တော်ထားပြီးတော့တက်စိတ်တစိတ်နဲ့ပြော်မှုနဲ့ပူပေါင်းစေခဲ့ပြီးတော့မှကျွန်တော်ပြန်လာတယ်ပြန်လာတဲ့အခါမှာ တော့ဒီဘက်မှာလည်းကျွန်တော်တို့မြန်မာမှာတိုက်ပွဲဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ၃ရက်၃ရက်တည်းတက်ရင်နော်တက်ခွဲ၆နဲ့ခုနကတက်ခွဲ2နော်ပကပအဖွဲ့လည်းဒီဓမငယ်ရဲစခန်းကိုဝင်သိမ်းတယ်ဗျနော်ကျွန်တော်ရဲဘော်တွေပေါ့ဒီတက်ခွဲ၆အေအန်ညီနောင်အဖွဲ့တွေနဲ့ဒါဖိနစ်အဖွဲ့တွေနဲ့ပေါ့နော်ဒီဟိုဟာကိုသိမ်းခဲ့တယ်ဓမငယ်ဓမငယ်ရဲစခန်းကိုသိမ်းခဲ့တယ်အောင်မြင်မှုရတယ်လက်နက်တွေနော်9လက်လောက်သိမ်းစီရမိတယ်နော်မင်းလာမှာလည်းကျွန်တော်တို့7ဘွက်ပေါ့နော် တက်ခွဲတွေရဲ့ပြူဟာရဲ့ပေါင်းပြီးတော့အလုံးပေါင်း12ဖွဲ့ပေါင်းပြီးတော့တိုက်တာပေါ့လူပေါင်း100ကျော်ကျော်နဲ့ကျွန်တော်တို့တိုက်တိုက်တဲ့တိုက်တဲ့ဘွဲမှာလည်းเนาะစစ်ကြောင်းတစ်ကြောင်းလုံးကိုပြက်စီးတော့အောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ခဲ့တယ်အဲ့မှာလည်းလက်နက်တွေကျွန်တော်တို့12မျိုးလောက်12ခုလောက်ရခဲ့တယ်ပေါ့နော်အာနောက်အခုကျွန်တော်အဲ့ဘွဲလည်းဖြစ်ပြီးတော့တန်းပြန်လာတာဒီဘက်ပြန်လာတော့ခုနကဓမငယ်ရဲစခန်းကိုတိုက်တိုက်လိုက်တဲ့အချိန်နဲ့ဒီနဲ့တလင်းကိုစစ်ကြောင်းတွေထိုးလာတယ်ထိုးလာတဲ့အခါမှာဒီဟွာပေါ့နော်တောင်ပေါ်တက်တဲ့ဘျူဟာ လောင်းတော့လက်နဲ့ကြီးတွေနဲ့ပြစ်လိုက်ရှစ်တိုးလိုက်လုံနေတဲ့အချိန်မှာကျွန်တော်တို့ဒီဟောတောင်းတောင်းအတွင်းနဲ့ပေါ့နော်10ရက်10ရက်အထက်နာမှာဒီ3နှစ်ကျော်ကာလအထိုင်ချထားတဲ့နော်ဒီနတ်တလင်းကွင်းကျဲအထိုင်စခန်းပေါ့အဲတောင်းကျိုးတောင်းကျိုး10အထက်ပေါ့နော်တောင်းကျိုး10အထက်မှာသူကဒီ3နှစ်ကျော်အထိုင်ချထားတဲ့ကွင်းကျဲရဲစခန်းပေါ့နော်ကွင်းကျဲအထိုင်စခန်းပေါ့နော်အင်အား30ပတ်ဝန်းကျင်ရှိတာပေါ့နော်အဲ့ဒီစခန်းကိုကျွန်တော်အတွေ့မယ်ဆိုပြီးတော့မှ နော်ကျွန်တော်တို့တက်ခွဲတွေပေါ့နော်ကျွန်တော်တို့ရဲ့ဒီ၃၈၃ညတ်တွေတက်ရင်တက်ခွဲတွေကိုကျွန်တော်စီးယုံတယ်အဲ့ချိန်ကမှဒီတက်ခွဲတွေအားလဲနော်သူ့နေရာနဲ့သူမှာနော်အကုန်လုံးကနော်တိုက်ပွဲဝင်နေရတာနော်စစ်စစ်ကောင်စီကထိုးတက်လာတယ်အခါမျိုးမှာသူတို့ကလည်းနော်ကာဘာတွေလှုပ်ပြီးတော့မှတိုက်ပွဲတွေဝင်နေသူ့နေရာသူ့နေရာနဲ့ဆိုတော့အဖို့တွေမရအောင်မရတဲ့အခါမှာကျွန်တော်တို့ဒီတက်ခွဲ6အေးအညီအောင်တဖွဲ့တယ်ပေါ့နော်ဒါပေမဲ့နော်ကန်ကောင်းထောက်မဲ့စွာပဲကန်ကောင်းထောက်မဲ့စွာပဲခုနက ဒီဟိုဘျူဟာလန်ရဲ့အောက်နားမှာရှိတာပေါ့ဒီဆယ်ရဲ့အောက်နားလေးမှာရှိတဲ့ပြင်မုံပြူရွာဆိုတာရှိတယ်ပြင်မုံကျေးရွာအဲမှာဟွာပြူနဲ့စက္ခ60တရာလောက်အထိုင်ချတဲ့ရွာကြီးတရွာရှိတယ်အခုလည်းလက်ရှိရှိနေတယ်အဲ့ဒီအထိုင်ကနေပြီးတော့မှဘယ်နည်းနည်းညာကြမလဲသူပြေးလာတာတို့တိုက်ပွဲဝင်တော့16ရက်နေ့ပြေးလာ16ရက်နေ့16ရက်နေ့ညာပြေးလာအဲဟုတ်တယ်16ရက်နေ့ညမှာအမဟွာပေါ့အေရီတန်းရဲဘော်နေရောက်ပေါ့ ပြောမယ်ဆိုတော့ဟိုဟာပေါ်တာဆွဲကန်နဲ့ရဲဘော်နှစ်ယောက်ကသူတို့ကတော့ဟိုစစ်သားအမှန်နေပေါ့နော်ဟိုဟာဒီနတ်တလင်းမှာသူတို့ရောက်လာတာတဲ့လေးလာရှိပြီအယောက်ဒီတန်းဒီပေါ်တာဆွဲကန်နဲ့ရဲဘော်နှစ်ယောက်ကအဲ့ဒီခုနကလက်နဲ့ပြေဆုံးနဲ့ပြေးလာပြီးတော့မှကျွန်တော်စီကိုဆက်သွယ်ပြီးတော့ထောက်ပို့တွေကနေတဆင့်ကျွန်တော်တို့အေယာညင်းအောင်အဖွဲ့ကိုဆက်သွယ်ပြီးတော့သူတို့ဝင်ရောက်လာခဲ့တော့ကံကောင်းထောက်မှတ်စွာပဲကျွန်တော်တို့ဒီတိုက်ပွဲမှာနေ့ရက်၃ရက်ဆက်တိုက်တိုက်ရတဲ့တိုက်ပွဲမှာတော့လက်နဲ့တည်းမရဘူးเนาะ ခွေးတွေတော့အများကြီးကြဆုံးနေတော်တော်ကြီးဖျို့ပြဲဖြစ်ပြီးတော့ကြောက်လန့်ပြီးတော့အခုအစနာချာမတွေ့အောင်ထွက်ပြေးသွားတယ်ပေါ့နော်အခုလုံးဝပြန်ပြီးတော့ဒီအဆက်တွေမှမရှိတော့ဘူးအားရောကျွန်တော်နှစ်ရက်နှစ်ရက်တည်တည်ပြည်သူရဲ့စိတ်လုံခြုံမှုရအောင်ပြည်သူတွေရဲ့စိတ်လုံခြုံမှုရအောင်ကျွန်တော်စစ်ကြောင်းမပြန်ပဲနဲ့အဲ့မှာပတ်နေရတာပြူဟာလန်းတစ်လျှောက်ပေါ့ပြောမယ်ဆိုတော့အဲ့ဒီပြူဟာလန်းရောက်ပြီးဆိုရင်ကျွန်တော်ကားပေါ်တက်လို့ရပြီမြို့ထဲသွားဖို့อ่ะအဲ့ဒီပြူဟာလန်းအထိကျွန်တော်တို့နှစ်ရက်သုံးရက်တည်တည်ကျွန်တော်တို့ဆက်ပြီးတော့မှနော်ကင်းပတ်ပြီးညတော့မှကျွန်တော် ော်တို့ဒီဆောင်ပြန်ဆုတ်လာတယ်ခွေးတွေလည်းခုနစစ်ခွေးတွေလည်းတော်တော်လေးကိုခုနမွာတော့ဘောနော်အစနာမတွေ့တော့ဘူးမတွေ့တော့တိုက်ပွဲမှာဒီတိုက်ပွဲမှာလက်နဲ့တော့မရရှိလိုက်ဘူးเนาะဟွာတော်တော်လေးတော့ကြာဆုံးအောင်ကျွန်တော်တို့တိုက်ပွဲဝင်နိုင်တယ်စကိုင်းကြီးလည်းကြာသွားတယ်မိတွေပါတယ်ကျွန်တော်တို့เนาะရှုပ်လိုက်နိုင်တယ်နောက်တော့ကန်ကောင်းတော့မှဆိုတော့ခုနကပြေးလာတဲ့စကားနှစ်ယောက်ရဲ့လက်နဲ့နဲ့လူတွေကိုကျွန်တော်တို့ရတယ်အော်ဒါသူတို့ကလည်းစိတ်ဓာတ်တော်တော်ထက်တန်တယ် တော့အိစက်အားတော်တော်ထက်တယ်လေဆိုဒီကိုရောက်တော့သူမိသားစုဒီကိုဖုံးချိတ်တဲ့အခါမျိုးရကျွန်တော်ကဖေးကနေနားထောင်တယ်ဟိုကလည်းအရှိပါရှိပဲပျော်ကုန်တာသူတို့မိသားစုတွေအကုန်လုံးပေါ့အခုဆက်သွယ်ရတယ်သူတို့မှလည်းတရားတွေကတော်တော်များများပါလာတယ်နော်အောင်မြင်မှုကတော့ကောင်းပါအခုဒီဒီတလားကြော်ကြော်အတွင်းမှာကျွန်တော်တို့တော်တော်အားရရတိုက်ရတယ်အင်းအားကြီးတွေဘယ်လောက်ပဲမြင်မြင်တိုက်လိုက်တဲ့ပွဲမှာကျွန်တော်တို့လူတွေအထီးကိုင်လုံးဝကင်းတယ်အခုပွဲလဲကျွန်တော်တို့နရက်စက်တိုက်ပေါ့နော်ကြီး၃000လောက် လက်နက်ငယ်ကြီး3000လောက်ကျွန်တော်တို့ပြစ်ထုတ်နိုင်တယ်တနက်အလက်20ပတ်ဝန်းကျင်မှာအဲ့ဒီအချိန်မှာကျွန်တော်တို့ဟိုဟာပုတ်ချက်ထိတဲ့ကလေးတယောက်ပဲရှိပါတယ်လို့ဟုတ်တယောက်မှတန်အကြီးကြီးမရဘူးဟိုဟာပေါ့နော်ဒီကြောက်ရေကန်ကိုမှန်ပြီးတော့မှနှစ်ထင်ကိုပုတ်မှန်သွားတဲ့ကလေးတယောက်ပဲရှိတယ်လုံးဝအဲ့ဒါပျောက်သွားပါပြီလို့အမှားဖြစ်ဘူးဒါမဲ့ဒီစကားရဲ့ဟိုတော့ကျွန်တော်တို့တော်တော်အရောက်ရေများများချိန်မုန်းနိုင်ခဲ့တယ်ပေါ့နော်ဒီနှစ်လအတွင်းမှာကျွန်တော်တို့တော်တော်ဆရာရမှု ်ရှိတယ်ပေါ့နော်။ဟုတ်ရှိတယ်။အခုကျွန်တော်ကလေးလေးအခုတွေ့မယ်ဆိုတာကြီးပဲ။ဟုတ်ဟုတ်ဆရာ။အောက်မြင်ပါလေ။အောက်ရတယ်ဆရာ။ဟုတ်ကဲ့။ပြီးတော့တခုရှိရလေးကျွန်တော်စဉ်းစားမိရပါတော့။အော်လို့ဒီတက်ဖွဲ့ဒီလောက်ဆရာတက်ကြွပြီးတော့ဆရာပြင်းထန်တာပေါ့နော်။သူတို့မှသာလက်နက်ခဲရန်ပြည့်ပြည့်စုံစုံနဲ့ကောင်းကောင်းမွန်မွန်ရှိမယ်ဟေ့ဆိုရင်ပွဲကအစိုးကြီးပြတ်တာပေါ့ဆရာ။နော်ခုနဆရာပြောတဲ့ပုံစံမျိုးတွေဆိုရင်ဟိုရက်ပိုင်းလောက်ပြန်ဆောင်ရတာတို့အလုံးကနေချိန်ကြမှာကြီးရပြတ်သွားတာတို့ခဲရန်မကောင်းတာတို့လက်နက်မကောင်းတာတို့ မို့ဆိုတော့အစိုးကြီးပွက်ပြက်တဲ့ပုံစံမျိုးဖြစ်နေပါဗျာနော်တို့အပကြီးအပကြီးတလက်ကိုကြီးနှစ်တောက်ပဲရှိနေအောင်ကျွန်တော်တို့သိနေတယ်အင်းအော်ကဲ့ရကလေးကျွန်တော်မှဗီဒီယိုပိုင်နေရှိတာကလေးတွေကလေဟိုဟာကြီးမရှိတော့တော့ဘောက်တွေဖြုတ်ပြီးတထောက်ထိုးလိုက်ပြစ်ကနေဖြတ်သွားတာတွေးလိုက်ပြစ်လိုက်အဲ့လိုလုပ်ရတာအပကြီးနဲ့ရှိလို့ဆိုရင်အပကြီးနှစ်တောက်ပဲရှိကျွန်တော်တို့အဲ့စခန်းမှာလက်နဲ့တပုံကြီးတို့ရတယ်ဟုတ်ပြောနှမျိုးစရာနော်ဆရာဟုတ်ကို မျက်နှာကြီးအထိုင်ကြီးတော့တို့ရလိုက်တယ်သူတို့တွေပြစ်ဖို့မရှိတော့ဘူးဩခုနသူတို့ရဲ့မျက်နှာကြီးအထိုင်ကြီးအထိုင်ကြီးကကျွန်တော်တို့ဒီအရလိုက်တယ်ဟုတ်ဟုတ်သူတို့မိုင်းသွက်လဲဆိုတော့လဲပေါ်မှာကြံခဲ့တာဩအထိုင်ကြီးရလိုက်ဩနောက်လက်နဲ့ငယ်ကြည်လေးနည်းနည်းပါးပါးသိမ့်စေရမိတယ်ဟုတ်ဟုတ်ဆရာဟိုတစ်ထုပ်တီးတယ်ဟုတ်ဟုတ်30တို့ဩအဲ့လိုမျိုးတကယ်တော့ဒါပြည်သူတွေလည်းဒါဝိုင်းပြီးတော့ကုပေးကြဖို့လေဒါကျွန်တော်လည်းတောင်းဆိုမယ်ပေါ့နော် ရောလိုမျိုးတကယ်ရဲဘော်တွေတကယ်စိတ်အားတက်ကြွပြင်းထန်ပြီးတော့နော်စော်မယ်ဆိုတော့ရဲဘော်တွေကျွန်တော်ကရတာလားဗျာအဲရဲဘော်တွေမှာသာတကယ်ပြည့်စုံတဲ့လက်နက်တွေကောင်းမွန်တဲ့လက်နက်တွေရှိလို့ရတော့ရှစ်ခွေးဆိုတာဆရာကပြောလို့အမီးတော့မြင်ရမှာမဟုတ်ဘူးဆရာအားတကယ်အားရတယ်နော်အော်ရေကြီးကြောင်တစ်ခုဆိုတာဒီနေရာကနေစပြီးစီလို့မရဘူးဟိုးဝေးရက်နေမြင့်ဖျားခန့်စီစင်းလာမှရေကြီးကြောင်တစ်ခုဖြစ်တာမြင့်တစ်ခုဖြစ်တာချောင်းတစ်ခုဖြစ်တာ ဒီလိုပါပဲနိုင်ငံရေးရည်စည်းဆိုတာလေဒီခေတ်ဒီစနစ်ကနေစပြီးစီးလို့မရဘူးဒီအချိန်မှာဖြစ်နေတာတွေလက်ရှိကာလမှာရင်ဆိုင်နေရတာတွေဟာဟိုးအတိတ်ကနိုင်ငံရေးကိစ္စတွေနိုင်ငံရေးပြဿနာတွေပုံမှာအခြေခံပြီးတော့စီးဆင်းလာတာတချို့သောသူတွေကပြောကြပါတယ်နတ်ဆက်ကဆိုရလက်ထက်မှာအတိုင်းကြီးကဒုက္ခရောက်တယ် ဘုံယုံမှုကြီးမဲအောင်လိုင်ရဲ့အုတ်ချုံမှုအောက်မှာမြန်မာနိုင်ငံကြီးဒုက္ခရောက်တယ်လူငယ်တွေဒုက္ခရောက်ကြတယ်လို့တချို့သောသူတွေကပြောကြပါတယ်လူတော်များများပြောတဲ့စကားလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံဟာတဘာဝတွင်းတက်တယ်အများကြီးထွက်တယ်သို့တော်လည်းအရှိတောင်အရှာမှာဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်နေတယ်ဒါဟာအုတ်ချုံသူတွေညံ့လို့ပါခေတ်ဆက်ဆက်အုတ်ချုံတဲ့သူတွေညံ့လို့ပါလို့လက်ညှိုးထိုးတယ် ခင်းဆက်ဆက်အုပ်ချုပ်သူဆိုတာကလည်းဘသူတွေကိုလက်ညှိုးထိုးတာလဲဆိုတော့ဘိုးချုပ်ကြီးနေဝင်ရေဘိုးချုပ်မူကြီးတန်းရွှေရေအခုလက်ရှိဘိုးချုပ်မူကြီးမင်းအောင်နိုင်ရေကိုဟုတ်ပြီကျွန်တော်တို့ဒီလိုလေးစဉ်းစားကြည့်ရအောင်ပါမြန်မာနိုင်ငံဟာအရှိတောင်အရှမှာတယံဇာတအထွတ်ဆုံးတိုင်းပြည်တစ်ခုဖြစ်တယ်မှန်ပါတယ်ဒါငင်းလို့မရဘူးဒါဆိုရင်ဘာကြောင့်တိုင်းပြည်မတိုးတက်တာလဲတိုင်းပြည်ဘာကြောင့်မချမ်းသာတာလဲ ဒီတစ်ချက်ကိုလူတွေမေ့နေကြလို့ဘယ်အချက်ကိုမေ့နေကြတာလဲဆိုတော့မြန်မာနိုင်ငံဟာအရှိတောင်အရှမာရောကဘာပေါ်မှာပါအရှိကြဆုံးသောပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုဖြစ်နေလို့ပါပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်ဘယ်တော့မှမတိုးတက်နိုင်ပါဘူးဘယ်တော့မှမအေးချမ်းနိုင်ပါဘူးမြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်နေတယ်နှစ်ပေါင်း90 ကျော်ကြာနေပါပြီ။နှစ်ပေါင်း80ကျော်ကြာအောင်ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုဟာဘလောက်ပဲတဘာဝတည်ရန်ဇာတတွေရှိနေပါစေတိုးတက်ကြီးပွားဖို့မလွယ်ပါဘူး။ဟုတ်ပြီ။ပြည်တွင်းစစ်ဘာကြောင့်ဖြစ်တယ်လဲ။ဘိုးယုံမှုကြီးမင်းအောင်လှိုင်ကြောင့်ဖြစ်တာလား။ဘိုးယုံမှုကြီးတန်းရွှေကြောင့်ဖြစ်တာလား။ဘိုးချုပ်ကြီးနေဝင်းကြောင့်ဖြစ်တာလား။လေ့လာကြည့်ကြပါ ပြည်တွင်းစစ်ဖြစ်တာနှစ်90ကျော်ကြာပြီဆိုတော့ဘိုးချုပ်မူကြီးမင်းအောင်နိုင်တော့မမွေးသေးပါဘူးဘိုးချုပ်မူကြီးတန်းရွှေဘိုးချုပ်ကြီးနေဝင်းတို့နဲ့တက်တူရွယ်တူလောက်ပေါ့ဘိုးချုပ်ကြီးနေဝင်းကတော့ပုတ်ကြီးတာအဲ့တော့ပြည်တွင်းစစ်ဖြစ်တဲ့တရခန်ဟာဘိုးချုပ်မူကြီးတန်းရွှေလည်းမဟုတ်ပါဘူးဘိုးချုပ်မူကြီးမင်းအောင်နိုင်လည်းမဟုတ်ပါဘူးဘိုးချုပ်ကြီးနေဝင်းလည်းမဟုတ်ပါဘူးပြည်တွင်းစစ်ဖြစ်ရတဲ့အဓိကတရခန်ကဘယ်သူလဲဆိုရင် ပင်လုံစာချုပ်ကြောင့်ပါပဲပင်လုံစာချုပ်ကိုဘသူကမကထလှုပ်ပြီးတော့ချုပ်ဆိုခဲ့တယ်လေလူကျင်နာလေးရဖို့နာမည်ကောင်းရဖို့ပြီးပြီးရောနောက်ဆက်တွဲကြရက်တွေကိုမစင်စားပဲဘသူဥဆောင်ချုပ်ဆိုခဲ့တယ်လေအတော်များများသိကြပါတယ်ပုံချုပ်အောင်စမ်းပါတယ်ဒါကြောင့်မို့မြန်မာပြည်မှာအခုချိန်ထိပြည်တွင်းစစ်တွေ ဖြစ်နေရတဲ့အဓိကတည့်ရခံကို ပြောပါဆိုရင်ဘုရားအောင်ဆံပါမယ်မြမပြည်ကြီးအခုချိန်ထိမတိုးတက်မကြီးပွားသေးပဲပြည်တွင်းစစ်ရဲ့ဒဏ်ကိုခံနေရအောင်ပြည်တွင်းစစ်ဖြစ်အောင်စတင်လှုပ်ဆော်ဖန်တီးတိဆောက်ပေးခဲ့တဲ့သူကတော့ဘုရားအောင်ဆံပါမယ်ဒီလိုမျိုးတမိုင်းချက်လက်လေးတွေကိုသိအောင်မြင်အောင် စ조사မယ်ဆိုလို့ရှိရင်အယူဆအမှားတွေယုံကြည်ချက်အမှားတွေပျောက်လာကြပါလိမ့်မယ်ဒါဆိုရင်အမှန်တရားကိုသိလာပြီးတော့ပြည်တွင်းစစ်မီးငင်းအောင်ငါတို့တွေအနေနဲ့ဘယ်လိုဝိုင်းကူကြမလဲပြည်တွင်းစစ်ကြီးရဆဲသွားအောင်ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတဲ့အတွေးလေးတွေရလာပါလိမ့်မယ်ကျွန်တော်ထပ်ပြောပါမယ်မြန်မာပြည်ကတန်ရန်ဇာတ်တည်းအင်မတန်ထွက်ပါတယ်သို့သော် မတိုးတက်ပါဘူးမကြီးပါပါဘူး။ဘာကြောင့်လဲ။ပြည်တွင်းစစ်ကြောင့်ပါ။အဲ့ဒီပြည်တွင်းစစ်ဖြစ်အောင်ဘသူလှုပ်ခဲ့တာလဲဆိုရင်ဗိုလ်ချုပ်အောင်ဆန်းလှုပ်ခဲ့တာပါပဲ။ကျွန်တော်မေ့ဥဆိုတာခင်ဗျ။